တနေ့တနိုင်ကျွန်တော်ဒီအချိန်အားလက်ဒီနေ့မွန်မီနယ်ကြိုက်ထုံမြို့ရှမ်းစုရက်ွက်တွင်ရောက်ရှိနေတိုင်းရွာကန်ကိုအောင်တိုးကိုအဖော်ပြုကတထုံကြိုက်ထုံကာလန်တပေးရှိအလူးလေးကြီးရွာသို့လေပတ်ခဲ့လေသည် အလူးလေးကြီးရွာတွင်ကရှေးအုပ်တိုက်ဖုံးတော်ဤကြောင်ဟောင်းများခြံဝင်းဖြစ်အိမ်ကြီးအိမ်ကောင်းများရွာနပေးတွင်လေယာချမ်းမြများကိုလည်းမြင်တွေ့ရလေသည်၎င်းရွာအတွင်းသို့တော်တော်လေးဆောက်သွားမိခြင်းဖြင့်ကိုအောင်တိုးကကျွန်တော်ကိုထူးထူးဆန်းဆန်းစကားပြောလေသည်ဆရာ ဒီရင်ကြီးမှာနေတိုင်းနဲ့တော်စာဦးဆိုတဲ့အဖွားကြီးအစမ်းဗျ။ဟေးဘလို့မင်းစမ်းတာလဲဗျကိုအောင်တို့ကသူ့ရဲ့ကိုအကြီးဆုံးကမွေးဗျ။ဗျာကျွန်တော်မှအန်အောင်လုံးတစ်ဖြစ်နှုတ်မှအာမေရိတန်ပဲထွက်ပေါ်သွားမိသည်။ကိုအောင်တို့လမ်းရွေပြသောအိမ်ကိုကြည့်လိုက်သောအခါခြံဝင်းနှင့်နှစ်ထပ်ပြင်တော်အိမ်ကြီးဖြစ်နေသည်ကိုတွေ့ရလေသည်။အဲ့ဒီတော်စာဦးအဖွားကြီးကိုခမရသိသလားဗျ။ဒီယုံနေဘယ်ကားပါမလဲဆရာရဲ့။ကြိုက်ထူလိုင်းရှမ်းစုကကျွန်တော်တို့အိမ်မှာပဲညအိမ်ညက်နေတဲခုနေလားဗျ။ ျွန်တော်အမေနဲ့လည်းတိတ်ကိုခင်မင်တာပေါ့ဗျာတနေ့ကကျွန်တော်တို့အိမ်မှာလာတဲ့အင်းနဲ့တို့ရဲ့အဖြစ်အနစ်တွေကိုအမေကိုပြောပြသွားလေကျွန်တော်လည်းသိရတာဗျဒေါ်စာဦးကသူ့အဖြစ်အနစ်နဲ့ပတ်သက်ပြီးဘလို့မြင်ပြောပြသွားလို့လဲဗျနှစ်ကလည်းကြာပြီဆိုတော့ကောင်းကောင်းမမှတ်မိတော့ပါဘူးဆရာရဲ့သူ့ကိုအကြီးဆုံးကမွေးဖြစ်တယ်ဆိုတာကိုတော့မှတ်မိနေတယ်ဗျအာခမရုံးနဲ့တိတ်ပြီးခင်မင်းကြီးနေတယ်ဆိုတော့ဒီလိုလုပ်လေဗျာကျွန်တော်နဲ့မိတ်ဆက်ပေးသူ့အဖြစ်ပြက်ကိုတီးရလို့ထူးခြားဆိုင်ချင်အန်အောဝဲဖြစ်နေနေတယ်ကျွန်တော်တမားတွေကိုပြုတ်ပြလို့ရတာပေါ့အာဖြစ်တာဝဲဆရာရင်ဒီလိုဆိုလဲတော့မယ်လေလားလေ ကိုအောင်တို့ကဥဆောင်ပြီးကျွန်တော်ဟာပြည်တော်အင်ကြီးအပေါ်တက်သူခေါ်ဆောင်သွားခဲ့သည်အင်ကြီးအလဲကန်းတွင်ဒေါ်စာဦးဆိုသောအဖွားကြီးတယောက်ထက်အင်ကြီးလုံကြီးများကိုမိဘတိုင်းလေးရဲ့ရှိနေသည်ကိုတွေ့ရလေသည်ထိုအဖွားကြီးကကျွန်တော်နဲ့ကိုအောင်တို့ကိုတွေ့လျင်တွေ့ချင်းပဲနှုတ်ဆက်လေသည်လာလာမောင်တို့တို့ဘဲကနေမြဲမျက်စိလေလမ်းမလာသည်လေကိုအောင်တို့ကအင်ကြီးအရှိန်နောက်ကိုအကဲခတ်ကြည့်နေပြန်ပြောလိုက်သည်ဦးလေးရောမတွေ့ပါလားဗျဘဲသွားနေတယ်လေခလေးတွေရောမင်းတို့ဦးလေးကခြံနေလေ ကလေးတွေကတော့ဘကိုးကိုသွားနေကြတယ်15ရက်လောက်တော့ရှိသွားပြီအခုထဲတွေပြန်မလန်ကြသေးပါဘူးကွယ်ဒေါ်စာဦးဒီထိုင်းဒီယာကထား၍လဖက်ရည်အကြံဦးနဲ့ပကံများကိုလင်မန်းနဲ့ထည့်ပြီးကျွန်တော်တို့ရှေ့တွင်လာ၍ခြားသည်ကုန်းအင်းနဲ့ဆက်လေခွက်လည်းပါရှိလေသည်ဒီလိုပါတော့ကျွန်တော်နဲ့ပါလာတဲ့သူကရန်ကုန်မှနေတဲ့စာရေးဆရာပါဒေါ်စာဦးက ကျွန်တော်ကကြီးလိုက်ပြီးပြန်ပြောလေသည်အော်စာရေးဆရာလေလားဟုတ်တယ်တော့ ကျိုက်ထုံမျိုးကိုရောက်ခိုင်းမှာကျိုက်ထုံမျိုးပတ်ဝန်းကျင်မှာရှိတဲ့ဒီနာကတောင်းနေပတ်ချတဲ့အကုံလုံးကိုလည်းသူကလေးလာပြီးပြီးအလူလေးကိုလာလဲခြင်းလဲဆိုလို့ကျွန်တော်ခေါ်လာခဲ့တာပါတော့ဟုတ်ကဲ့ကျွန်တော်လည်းကြေးရွာလေးကို သွားပြီးလဲကြည့်ကျင်တာနဲ့ကိုအောင်တို့ကိုအဖို့ခေါ်ခဲ့တာပါတော့ကောင်းပါလေလေကိုမရောက်ဘူးတဲ့ရွာကိုရောက်တော့လေဒေသန္တရဘူဒုဒ္ဒရတာပေါ့အဲကျွန်တော်စကားကိုဆက်ရအောင်မယ်တော့ရဲ့အလူလေးရောက်တော့စကားဆက်ပြီးတော့အကြောင်းကိုဒီကမိတ်ဆွေကိုအောင်တို့ကပြောပြပါတယ်ဩဟုတ်အတော်ကြီးဟို ဟုတ်တော့အတော်ကျွန်တော်တို့အိမ်မှာလာတော့အမေကိုပြုတ်ပြခဲ့တဲ့ဖြစ်ဖြစ်လေအဲ့ဒါအဲ့ဒါအဲကျွန်တော်အတော်အကိုအကြီးဆုံးကမွေးဖြစ်ရတဲ့အကြောင်းပေါ့ဒါကိုကျွန်တော်ကနှစ်ကလည်းကြားလာပြီဆိုတော့မမှတ်မိတော့အဲ့ဒါကိုဒီကကျွန်တော်မိတ်ဆွေစာရေးစရာကတိတင်ကြားခြင်းလို့တဲ့ဖြစ်နိုင်ပြန်ပြောပါလားတဲ့သူရောကျွန်တော်ကတိထားမှတ်ထားခြင်းလို့ပါတော့ထိုကဒေါ်စာဦးကပြုံပြုံရွှင်ရွှင်နဲ့ပဲပြန်ပြောလေသည်တိထားမှတ်ထားခြင်းနဲ့ဆိုရင်လည်းအတော်ပြန်ပြီးပြောပြမှာပေါ့အတော်အဖေနာမည်ကစောပန်လူတဲ့အမေကဒေါ်ပန်တဲ့ စာတိကအလူကြီးကြီးပါကပါတာကြီးဆုံးကငမောက်တဲ့ဒုတိယသားကတော့ရင်မောင်းနဲ့အငယ်ဆုံးသမီးလေးကတော့အတော်ပေါ့ကွယ်တာကြီးငမောက်ကိုမွေးပြီးနောက်သားသမီးနှစ်ယောက်မွေးပြီးချိန်မှာပဲအဖေစောပန်လူကငပြားယောဂာနဲ့ကွယ်လွန်အနှိမ့်ဆက်ရောက်သွားခဲ့ပါတယ်မိခင်ကြီးဒေါ်ပန်းကလည်းသားသမီးတွေကိုတောင်ရပဲခင်းလုပ်ပြီးရှားဝေးကျွေးမွေးခဲ့ပါတယ်အတော်တို့ရဲ့အကိုအကြီးဆုံးငမောက်ဆိုတာလူမဟုတ်ဘူးမွေဟောက်လေးတကောင်ပါ မွေဟောက်လေးဟုတ်လားတော့ဟုတ်ပါတယ်ကွယ်မွေဟောက်မှာမဥကောင်ထိတ်တက်တက်မုံမမမအမောက်လေးပါရှိတာကြောင့်မိဘတွေကငမောက်လို့သူ့ကိုချစ်စနိုးနဲ့မဲ့ခေါ်ကြတဲ့နာမည်ပါဘယ်နဲ့ကြောင့်အကိုအကြီးဆုံးကမွေဟောက်ဖြစ်နေရတာလဲတော့ဒီလိုပါကွယ်အတော့အဖေနဲ့အမေတို့ကငဲလင်းငဲမယားတွေဖြစ်ကြပြီမဲ့ငငယ်ရွယ်ရွယ်သေးတာကလေးတွေရရှိကြတယ်အမေဒေါ်ပန်းစပြီးမွေးတာဟာမွေးဟောက်လေးပဲ ဆက်လို့ဘသူကိုမှမပြောဝင်ဘူးခလေးအသေးလေးမွေးလို့အဖက်မတင်ဘူးလို့သာရရွာကိုပြောထားရတာပေါ့ဒါပေမဲ့အင်းကြီးနာချင်းတွေကတော့သိရှိကြပါလေလူကနေပြီးမွေးကိုမွေးတယ်ဆိုတဲ့ကြင်ကြံပမှန်ပြောတဲ့သူတွေကလည်းရှိပါသေးတယ်ဘာပဲဖြစ်ဖြစ်ကိုရင်တွေကိုသားသမီးဆိုတော့မွေးဖြစ်ဖြစ်ဘာဖြစ်ဖြစ်မတက်ရဲ့မပြည့်ရဲ့လို့အိမ်ရောက်မှာပဲကျင်းလင်းလောက်တာပြီးတော့ငါးစိမ့်သားစိမ့်တွေကျွေးပြီးတိတ်တိတ်လေးမွေးထားခဲ့မိပါတယ် နောက်တယောက်မွေးတာကတော့လူလေးပဲကိုရင်မောင်းတဲ့ပြီးတော့မှအငယ်ဆုံးဖြစ်တဲ့အတော့ကိုမွေးတာကွအဆမ်းမင်းတော့တော့ဒါကဘာဟုတ်သေးလို့လဲကွဒီထက်အဆမ်းမီအံဩစရာကြီးစီသေးတယ်ကွအတော်တို့တူထုံစင်းမွေးခြင်းပေါ့ဖို့အသုံးရမှာကိုကြီးငမောက်လည်းပါတယ်မဟုတ်လားကိုကြီးငမောက်နဲ့အတော်တို့သုံးယောက်ဟာကစားပေါ်ကစားဘက်တွေပဲဘလို့များကစားကြတယ်တော့ဒီလိုလေ တခါတခါစိမ့်ပြေးတဲ့ကစားတယ်ဒူဒူပုံနေတဲ့ကစားတယ်တခါတခါတော့အတော်တို့ကပုံနေကိုကြီးငမောက်ကလိုက်ရှာပြီးဖဲနေတခါတခါမှာတော့ကိုကြီးငမောက်ကပုံနေအတော်တို့ကလိုက်ရှာကြပါတယ်ကိုကြီးငမောက်ဟာစံမုံညာလိုခရင်အောက်တို့မှာပုံကောင်းလေးရှိပါတယ်တခါတခါတော့အဲ့ဒီနေရာတွေမှာကိုကြီးငမောက်ကိုရှာမတွေ့ဘူးအဲ့ဒီအခါမှာမျက်နှာချက်ကိုမောလို့ကြည့်လိုက်ရင် ထုတ်တန်းပေါ်မှာကိုကြီးငမောက်ဟာခွေပြီးပတ်ရည်နေတာကိုမြင်တွေ့ရတယ်လေတကူထူးကြတာက ကိုကြီးငမောက်ကိုမွေးပြီးကတည်းကစီးပွားရေးဟာဒီအလားတက်တယ်လို့အမေတော်ပန်းကအတော်တို့ကိုပြောပြဘူးပါတယ်အကိုရင်မောင်း9နှစ်အတော်က6နှစ်ရောက်တဲ့အရွယ်မှာအမေတော်ပန်းဟာမြေကွက်နဲ့အိမ်တလုံးအလူကြီးကြီးရွာမှာဝင်နိုင်ခဲ့တယ်ကွနောက်ပြီးတော့အလူလေးကြီးရွာမှာလည်းမြေတကွက်နဲ့အခုအိမ်ကိုဝယ်ယူနိုင်ခဲ့တယ် အတွင်းပစ္စည်းရွှေတုံးရွှေစားတွေနဲ့ငွေကြီးတွေအတော်အတန်စုဆောင်းမိကြပြီလေကိုကြီးငမောက်ဟာနှစ်ကြာလာတာနဲ့အမြသူ့ကိုယ်လုံးကိုယ်တည်းကြီးဟာကြီးမားလို့လာတာဗောတခါမှမမြင်တွေ့ဘူးတဲ့လူတယောက်ယောက်ကအတော်တို့အိမ်ကိုလာလဲရင်မွေဟောက်ကြီးဆိုပြီးလန့်ပြီးអော်သွားနိုင်တဲ့ပုံစံမျိုးဗောအမေတော်ပန်းအကိုရင်မောင်နဲ့အတော်တို့ကလည်းမြင်းနေတွေ့နေကြမလို့ကစားပေါ်ကစားပြမဟုတ်လား ကိုကြီးငမောင်းဟာမွေးဆိုပေမဲ့အတော့ကိုပါနှက်တဲ့သူတယောက်ပါကွယ်အိမ်မှာလူစိမ့်တွေခြေဆုပ်လာပြီးဆိုရင်မယောင်မလင်နဲ့အိမ်နောက်ဘက်ကနေပြီးခြံထဲကိုဆင်းသွားပြီးပုန်းရှောင်နေတော့တယ်အိမ်ပေါ်မှာလူတွေရှင်းရင်တော့မယောင်မလင်နဲ့ကိုကြီးငမောင်းဟာအိမ်ပေါ်ကိုပြန်တက်ပြီးထုတ်တန်းပေါ်ခွေလို့သာနေပါတော့တယ်ကိုဟဲ့ဒီနေ့မှာတော့ကိုကြီးငမောင်းဟာအမေတော်ပန်းကိုအိမ်မပေးတယ်တဲ့ ူဟာမွေဟောက်ဖြစ်နေလို့လူတွေကသူ့ကိုမြင်ကြောက်တဲ့သူရှိတယ်လို့ရန်ရှာခြင်းနဲ့လူတွေလည်းရှိကြတယ်တဲ့ဒါကြောင့်သူဟာတောထဲမှာပဲအေးအေးဆေးဆေးသွားနေပြရစေလို့အမေတော်ပန်းစီမှာခွင့်ပန်တဲ့ပြီးတော့သူ့ကိုတွေ့ချင်းအိမ်တစက်မိတ်အလွန်ကို ထွက်ပြီးတော့ตาจีงะหมอกเออเมตื่นจีนโลลาแกบาหลุ3จิงถั่วพี่ขอเองตูลาแกบาเมหลุอเมดอบ้านโกไอ้แมเปบีไอ้งะนี่โกจีงะหมอกอ่ะตะคาเรเปี่ยวตวาบาโดเรกวย အမေတော်ပန်းဟာသူသားကြီးကိုကြီးငမောက်ကိုတတိယလို့မြင်ရင်းရဲ့တာကြီးငမောက်ရဲ့အမေတွေ့ကျင်လို့လာခဲ့ပါလို့အိမ်တစက်မိတ်အပြင်ထွက်ခေါ်လိုက်တရက်နှစ်ရက်အတွင်းဘယ်ကနေဘလို့ရောက်လာတယ်တော့မသိပါဘူးကွယ်အိမ်ပေါ်ကိုအမောက်လေးနဲ့မွေးဟောက်ဖြစ်တဲ့ကိုကြီးငမောက်ဟာရောက်လို့လာခဲ့ပါတယ်အိမ်မှာ၃လရက်တခါတပတ်လောက်ကြာအောင်နေပြီးမှနေငါနဲ့ကိုကြီးငမောက်ကပြန်လဲပြီးတော့ပျောက်သွားတတ်တာပေါ့ အမေဒေါ်ဘန်းကတော့3လတစ်ကြိမ်4လတစ်ကြိမ်တော့သူ့သားကြီးကိုကြီးငမောက်ကိုခေါ်ယူပြီးတော့တွေးလို့ရှိပါတယ်ကွယ်အိမ်ရဲ့စီးပွားရေးကတော့တင်မြတ်တက်လျက်ရှိကဘောအခုဆိုရင်မြေကွက်နဲ့အိမ်တွေတင်မဟုတ်တော့ဘူးချမ်းမြေရာမြေတွေလဲတွေရွှေတွေ တော်တော်များများကို စုဆောင်းမိကြတယ်လူတွေတိကျမြင်ကြပါဆိုလို့အားလုံးကိုတော့ထုတ်ပြီးမဝယ်စားရဘူးလေ နောက်နေ့အတန်းကြာချိန်မှာအမေဒေါ်ဘန်းက သူသားကြီးကိုကြီးငမောက်ကိုခေါ်ကြည့်တဲ့အခါမှာကိုကြီးငမောက်ကသူ့တယောက်တည်းမလာဘဲနဲ့မွေဟောက်မှတကောင်မှသူနဲ့အတူပါလာတာကိုတွေ့ရတယ်။ကိုကြီးငမောက်ကသာအမေတော်ပန်းအကိုရင်မောင်နဲ့အတော်တို့နဲ့ရင်းရင်းနီးနီးပူပူကက်ကက်နေပေမဲ့သူနဲ့အတူပါလာတဲ့မွေဟောက်မကတော့တင်သားထုတ်တန်းပေါ်မှာခွေလို့သာနေပြီးတော့ဘာမှတော့မလုပ်ဘူး။အားလုံးကိုကြည့်လို့လာနေတာပေါ့။ထို့သောဒေါ်စာဝုန်စကားကိုဇက်တိုက်ပြောကြနေရာ အတော်မောပန်းအတူဒီနေ့ရှေ့တွင်ရှိသောလက်ဖက်ရက်နှစ်ခွက်ကိုဇက်တိုက်တောက်လိုက်လေသည် ကျွန်တော်ကလည်းစေပေါ်လိတ်တလေးကိုမိညီပြီးတောက်လိုက်လေသည်ဒါနဲ့နှစ်အတန်ကြာတော့အမေတော်ပန်းကသူ့သားကြီးကိုကြီးငမောက်ကို ခေါ်ကြည့်ပြန်တယ်ဒီတစ်ခါမှာတော့ကိုကြီးငမောက်ဟာသူ့မွေဟောင်းမနဲ့သာမကတထွာလောက်ရှိတဲ့မွေဟောင်းလေးနှစ်ကောင်လည်းအတူပါလာတာကိုမြင်ရတယ်သဘောကတော့ ကိုကြီးငမောင်းကအိမ်အောင်ကြပြီသူ့မှာသားသမီးတွေပင်ရနေတယ်လို့လာပြတဲ့သဘောဟောလေနောက်တော့ကိုကြီးငမောင်းကအမေတော်ပန်းကိုအိမ်မဲ့ပေးပြန်တယ်ကိုကြီးငမောင်းကအမေတော်ပန်းကိုအရေးကြီးတဲ့ကိစ္စကလွယ်ပြီသူ့ကို အကြောင်းထူးမရှိဘဲနဲ့မခေါ်ဖို့အကြောင်းလူတွေနေတဲ့ရက်ရွာကို သူလာရတာအန်ဒီရဲ့များတဲ့အကြောင်းအမေတော်ပန်းကိုအိမ်မဲ့ပေးတယ်အရာကြောင့်အမေတော်ပန်းဟာသူသားကြီးကိုကြီးငမောက်ဒုက္ခတွေကြုံပါသလိုမခေါ်တော့ပါဘူး အကြောင်းရှိရင်တော့ကိုကြီးငမောက်ဟာအမေတော်ပန်းကို အိမ်မက်ပေးတယ်လို့အမေပြောပြလို့အတော်တို့သိရှိရပါတယ်ကွဲအတော်က19နှစ်သမီးအကိုကိုရင်မောင်ကအသက်20ကျော်ရောက်ချိန်မှာတော့အမေတော်ပန်းဟာလူကြီးယောဂာနဲ့ကွယ်လွန်အနှိမ့်ဆိုင်ရောက်ရှိခဲ့ပါတယ်အမေတော်ပန်းရဲ့ဇာပနာကိစ္စတွေလုံးပန်းပြုတ်လုံနေပြီးရက်လှယ်ပြီးချိန်မှာတော့အတော်နဲ့အကိုဖြစ်သူဟာပြီးပြီးပြည့်ပြည့်ဆင်းဆင်းလင်းလင်းဖြစ်သွားအောင်အဖေအမေတို့ကြံရိတ်ခဲ့တဲ့ပြည့်စည်ဥစ္စာရတနာတွေကို အမွေခွဲဖို့ကိစ္စပေါ်ပေါက်လို့လာတာဗောဒီကိစ္စကိုအကိုကိုရင်မောင်ကသဘောတူတယ်လို့အတော်ကလည်းသဘောတူတာဗောနောင်နောင်ဖြစ်ပေါ်လာမဲ့အကျိုးစီးပွားတွေကိစ္စရှင်းရှင်းလင်းလင်းဖြစ်အောင်လို့အခုရှုံမှနောင်ရှင်းဆိုလိုဖြစ်အောင်အမွေခွဲဝေခြင်းဗောအားလာကြောင့်အကျေအကျေအငင်းဖွားပွင့်မဖြစ်ရလေအောင်နှစ်ဖက်ယုံကြည်ရတဲ့ရမေရပါတွေကိုဖိတ်ကြပြီးအိမ်ထဲမှာပဲအမွေခွဲဝေကြတာဗော အလူကြီးကြီးရွာကမြေကွက်နဲ့နေအိမ်နွားလန်တစည်းလင်မြေလေးဟေကကိုတော့အကိုရင်မောင်ကရရှိရပါဘောအတော်ကတော့အလူလေးကြီးရွာကမြေကွက်နဲ့အိမ်နွားလန်တစည်းလင်မြေလေးဟေကကတော့အတော်ရရှိရပါဘောအတွင်းပစ္စည်းတွေကတော့ရွှေက30တာငွေက3000ကျော်ကြံရိတ်ခဲလို့ရမ်းမိရဖတွေကတယောက်ကိုရွှေချိန်15ကျပ်တာငွေသား12000လီနှစ်ပုံခွဲပြီးတော့တယောက်ကိုတပုံစီခွဲပြီးပေးတာဗော အဲ့ဒီအချိန်မှာပဲကိုကြီးငမောင်းကဘဲကနေဘလို့အိမ်ပေါ်တက်လာတယ်မသိပါဘူးပုံထားတဲ့ရွှေနဲ့ငွေသားနှစ်ပုံရှိမှဒေါသတကြီးနဲ့သူ့ပပင်းထောင်ပြီးနေတာပေါ့အတော်တို့ကလည်းကိုကြီးငမောင်းကိုကြောင်းပြီးကြည်နေမိသလိုအမွေခွဲပေးကြတဲ့ရမ်းမိရဖလူတွေကလည်းဘာလို့လို့ဘာခံရမှမသိပဲကြည်နေကြတာပေါ့ကိုကြီးငမောင်းကတော့သူ့ရွှေကရွှေနဲ့ငွေပုံကိုကြည်လိုက်ရမ်းမိရဖလူကြီးတွေကိုကြည်လိုက်နဲ့လုံနေတယ် အဲ့ဒီအချိန်မှာပဲအတော်တို့အိမ်နဘေးမှာရှိတဲ့အရက်လူကြီးဦးတိုးကတော့အတော်တို့မိသားစုအကြောင်းကိုအစာဆုံးသိထားသူလေ ကိုကြီးငမောက်ငငယ်တုန်းကအတော်တို့အိမ်ကိုသူသွာလာနေကြပဲဒါကြောင့်ဦးတို့ကရမ်းမိရဖလူကြီးရဲ့ဘက်ကိုလှည့်ပြီးတော့ဩမိနေလို့ပြောအဖေစောပန်လူအမေဒေါ်ပန်းတို့မှာသားသမီး၃ယောက်လေအကြီးဆုံးကငမောက်အလတ်ကရင်းမောင်းအငယ်ဆုံးကစာဦး ေတော့သုံးခုခွဲမှတရားမှာဗောမဟုတ်လားဗျာလို့မေးလိုက်တော့ရက်မိရက်ဖအားလုံးက ဟုတ်တာဗောလို့ဖြေဆိုကြပါတယ်ဒီခါမှာအရက်လူကြီးဦးတို့ကကိုကြီးငမောက်ရှီကရွှေနဲ့ငွေနှစ်ပုံကိုဆွဲယူလိုက်ပြီးတော့ရွှေ30သားနဲ့ငွေသားတပေါင်းတီသုံးပုံပုံပြီးကိုကြီးငမောက်ရှီမှာထားလိုက်ပါတယ်ပြီးတော့အရက်လူကြီးဦးတို့ကသားသမီး၃ယောက်အတွက်အမွေ၃ပုံပုံထားတယ်ငမောက်မင်းကြိုက်တဲ့အပုံကို ယူလေလို့ပြောလိုက်ပါတယ် ဒီခါမှာကိုကြီးငမောက်အားရွှေနဲ့ငွေသားတွေပုံသားနဲ့အပုံသုံးပုံကိုတည်တည်ချာချာကိုငုံလို့ကြည့်နေပါတယ်။ပြီးတော့မှကိုကြီးငမောက်က သူ့ရှေ့မှောက်ရွှေနဲ့ငွေပုံကိုပောက်ပြပါတယ်။ဒီခါမှာအရက်လူကြီးဦးတိုးကအေးအေးဒီရွှေနဲ့ငွေတွေဟာငမောက်ပိုင်သွားပြီ။ငမောက်ရဲ့ရွှေနဲ့ငွေပဲ။ဦးတိုးတခုပြောခြင်းနဲ့ငမောက်ကသားသမီးတော်မှန်ပါတယ်။ ဒါပေမဲ့လူသားမဟုတ်ဘူးကွလူသားမဟုတ်တော့ငမောက်အတွက်ဒီရွှေနဲ့ငွေတွေကဘလို့မှသုံးလို့မရဘူးအသုံးလဲမဝင်ဘူးငမောက်ရဲ့ညီဖြစ်သူ ရင်မောင်နဲ့ညမဖြစ်သူစာဦးက လူသားတွေဒီတော့မင်းကြိုက်နှစ်သက်တဲ့လူကိုပေးခဲ့သေးခြင်းနဲ့လို့ပြောလိုက်တော့ကိုကြီးငမောက်ဟာလူစကားနားလဲသလိုငြိမ်းပြီးနားထောင်နေတာကိုတွေ့ရတယ်ပြီးတော့အကိုရင်မောင်ကိုတလဲအတော့ကိုတလဲပြီးကြည်နေတယ်အရန်လူကြီးဦးတို့က ကဲကဲမင်းတို့ရဲ့အကိုကြီးငမောက်ဟာသူ့ဝေပုံကိုယူပြီးပြီမင်းတို့လည်းကိုကြိုက်တဲ့အပုံကို ယူကြလို့ပြောလိုက်ပါတယ်ရွှေနဲ့ငွေတန်မိုးအတူတူဖြစ်နေတာကရှေရှေဝေးဝေးစဉ်းစားမနေတော့ပဲအတော်ကတော့ကို့ရှေကရွှေနဲ့ငွေပုံကိုဆွဲယူလိုက်တယ်အကိုကြီးငမောက်ကတော့အခုအချိန်ဒီအကိုအရင်မောင်နဲ့အတော်ကို တလဲတီးကြည့်နေတော့ပဲပြီးတော့ကိုကြီးငမောက်က သူ့ရှေ့ကရွှေနဲ့ငွေပုံကိုသူ့ပပင်းနဲ့ရက်ပြီးတော့အတော့ရဲ့ရွှေနဲ့ငွေပုံတွေကိုရော့ထည့်ပေးလိုက်ပြီးအိမ်နောက်ဘေးကနေခြံထဲကိုဆင်းသွားတယ်။အံဝန်းစရာပါပဲဗျာ။နောက်တော့ကိုကြီးငမောက်လာသေးသလားတော့မလာတော့ပါဘူးကွယ်။အဲအဲတခုတော့ရှိတယ်။နောက်၅နှစ်လောက်ကြာတော့အတော့ကိုတစ်ကြိမ်အိမ်မက်ပေးတယ်ကွယ်။အတော့ကိုကိုကြီးငမောက်ဘလို့မြဲအိမ်မက်ပေးပါနဲ့လေတော့ သူဟာတော်ထဲမှာမုတ်ဆိုးနဲ့ကြုံတွေ့မိလို့အသက်ခံရာကြောင်းအတော်ကိုအိမ်မက်ပေးတယ်ကွသူ့အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ပေးဖို့ပြောတာပေါ့အိမ်မက်တော်မွေဖြစ်နေလားလူဖြစ်နေလားတော့ကိုကြီးငမောက်ပုံစံအတိုင်းပါပဲအိမ်မက်ထဲမှာထူးခြားနေတာက မွေဟောက်ကလူအတိုင်းပဲစကားပြောနေတာကိုမြင်တွေ့ခဲ့ရပါတယ် ဒါနဲ့အတော်လဲကိုကြီးငမောက်တွေရည်စုပြီးတန်ဃာတော်ဆယ်ပါးကို အိမ်မာပြင်ပြီးစွန်းလိုသင်္ကန်းတို့ကပ်လူတယ်။တရွာလုံးကလူတွေကို ဖိတ်ပြီးသမင်းကျွေးပါလေ။မမရရအတော်လဲကိုကြီးငမောက်တွေရည်စုပြီးသုံးညင်လောက်လူတန်းပြီးအတော်ပြုခဲ့တဲ့ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်တွေကို အများပေးဝေခဲ့ပါတယ်။နောက်တော့ကိုကြီးငမောက်ကအိမ်မပေးသေးသလားတော့။တစိန်တော့ပေးတယ်ကွ။ ဒီအခါမှာကိုကြီးငမောက်ဟာမွေအေကွန်ထဲကထွက်လာပြီးတော့ပြောင်ပြောင်လက်လက်ဝင်းဝင်းထိန်ထိန်အဝယ်စားတွေနဲ့အတော့အရှိမှမတ်တက်ရက်ပြတယ်တကယ့်ကိုတီကြီးခံရတဲ့ဥပရိယုတ်ရှိတဲ့သူပဲအခုထက်ဒီအတော့ကောင်းကောင်းမှတ်မိနေပါသေးတယ်ညခံမွေရေးရေးနဲ့ရောင်တစောင်းထုံးလာတယ်လေသူ့နှပေးမှာတော့ရွှေပုံငွေပုံတွေကလူခါဝဲလောက်ရှိတဲ့အပုံတွေကအများကြီး မောင်ရင်တို့စာရေးစရာတွေပဲစဉ်းစားကြည့်ပါတော့ ျွန်တော်ဒီလက်ပေါ်မေးတင်၍အတွင်းနယ်ဝင်ကစဉ်းစားနေလေတော့သည်လူလောကတွင်တကယ်ဖြစ်ပျက်ခဲ့သောလျှို့ဝှက်စမ်းကြည်သည့်အဖြစ်အပျက်တရက်ကိုပြန်လည်တင်ပြလိုက်ရပါသည်ခမညာအဆုံးထိနားဆင်အားပေးကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာအခုဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်အောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခမညာအခုလိုပဲထူးခြားတွေ့ရပြည့်ရစမ်းကြည့်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေလို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခမညာ